အလုံးမမင်္ဂလာပါဗျာကျွန်တော်ကတော့ Nova Lovia ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်စင်းတော့ကို PUBG Mobile Pickup Cross နဲ့ Effect Setting တွေကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ် account control graphic customize sensitivity setting နဲ့ပတ်သက်ပြီးမှဗီဒီယိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုတင်ထားပေးတာရှိပါသေးဗီဒီယိုလေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျာ pickup setting မှာကြည့်ရမယ်ဆိုရင် pickup configuration နဲ့ custom attachment ဆိုရင်မှာ tab နှစ်ခုတွေ့မြင်ရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ auto pickup ပေါ့ဗျာ game တွေမှာတကယ်ကြီးတော့ပစ္စည်းတွေပါတယ် auto pickup မလုပ်ဘူးပေါ့ဗျာ auto မကောက်နေဘူးဆိုရင်တော့ဒီကောက် online မှာ enable လုပ်ပေးပါဒါဆိုရင်တော့ပစ္စည်းတွေပါတယ် auto ကောက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ game တွေမှာ level 3 job point တွေပါတယ် auto ကောက်ချင်တယ်ဆိုရင်တော့ဒီကောက် enable လုပ်ပေးပါ pistol တွေပါတယ် auto ကောက်ချင်တယ်ဆိုရင်တော့ဒီကောက် enable လုပ်ပေးပါ ကုပ်တွေပါတွေအော်တိုကောက်ချင်တယ်ဆိုရင်တော့ဒီကောင်အန်နီဗက်လုတ်ပေးပါနောက်တစ်ခုကန်တက်ဆိုက်တွေပါတွေအော်တိုကောက်ချင်တယ်ဆိုရင်တော့ဒီကောင်အန်နီဗက်လုတ်ပေးရမှာဖြစ်ပါတယ်ကန်တက်ဆိုက်ကတော့ကျွန်တော်လည်းအဲ့လောက်မသုံးဖြစ်တော့ဒီကောင်ဒီဆေးဘက်လုတ်ထားမျိုးရှိပါတယ်နောက်တစ်ခုကတော့ don't auto pick up drop scope ဆိုရင်မှာပေါ်ပြပေးထားမျိုးရှိပါတယ်ဒီကောင်အန်နီဗက်လုတ်ထားတဲ့ဆိုရင်ကိုက scope တွေပါတွေကောက်ပြီးမှပေါ်ရကိုက scope တွေပါတွေကျော်ပို့ရထိုင်ရချလိုက်တယ်နောက်တစ်ခါ air scope တွေပါတွေကိုဒီကောင်အော်တိုကောက်မှာမဟုတ်ပါဗျာဒါတို့ပြောချင်တာဖြစ်ပါတယ်အဲ့လိုပုံစံလိုချင်တယ်ဆိုရင်တော့ဒီကောင် enable လုပ်ထားပြီးပါနောက်တစ်ခုကတော့ stop auto pick up one list collapse ပေါ်ဗျာဒါကတော့ကျွန်တော် ready ထဲမှာပစ္စည်းတွေပါတွေပြီးတော့မယ် ယ်ဆိုရင်အော်တိုမကောက်ချင်တော့ဆိုရင်ဒီကောက် enable လုပ်ထားပြရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ pick up priority magazine ချီကက်တီဘက်ကောင်ဦးစားပြီးမကောက်ချင်ရပေါ်ရတဲ့ extended လာဒါမှမဟုတ် quick draw လာဒါမှမဟုတ် default လာပေါ်ရပုံမှန်ဟာလားဒီမှာတကယ်ချင်းတော့အချက်ပေးချင်တာတော့ extended ကိုထားပါဒါဆိုရင်တော့ G40 ဖြစ်တဲ့ကကိုကသူကဦးစားပြီးကောက်မှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ pick up priority milliwopon ပေါ်ရ milliwopon နေထဲမှာ pan တို့ data တို့ machi တီတို့ဘက်ကောင်ဦးစားပြီးမကောက်ချင်လဲအကောင့်တကယ်ချင်းတော့ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ auto drop replace milliwopon ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်က enable လုပ်ထားပြီးပါဒီကောင်က disable လုပ်ထား ားတယ်ဆိုရင်ပေါ်ရဆိုကြပါစို့ကျွန်တော်ကမာချီတီတလက်လက်ထဲမှာရှိတယ်ပေါ်ရဒေအိုတွေ့လို့ကိုကဒေအိုလိုရချင်လို့ဒေအိုကောက်လိုက်တယ်ဆိုရင်မာချီတီကိုသူကလွတ်ချလိုက်မှာမဟုတ်ပါဘူးမာချီတီကိုဂျောပိုးအိထဲမှာထည့်လိုက်မှာဖြစ်ပါတယ်ဒီကဒေအိုကိုသူကလက်မှာကင်မှာဖြစ်ပါတယ်ခါရီဘာရီမှာချိန်မှာဖြစ်ပါတယ်ဒီကောင်အနီဘက်လှုပ်ထားတယ်ဆိုရင်တော့ပေါ်ရဒီကမာချီတီကိုသူကပြစ်ချလိုက်မှာဖြစ်ပါတယ်ဂျောပိုးအိထဲမှာထည့်မှာမဟုတ်ပါဘူးပုံစံသွားတာမျိုးရှိပါတယ်မီလီဝပွန်တစ်ခုနေရာမှာနောက်တစ်ခုအစားထိုးလိုက်တဲ့ပုံစံဖြစ်ပါတယ်ဒီကောင်အနီဘက်လှုပ်ထားပြီးကိုကျွန်တော်ပြောလို့ပါတ နောက်တစ်ခုကတော့ classic နဲ့ metro rail ဆိုမှနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ classic ပေါ်ရတနက်တွေအကုန်တွေးမိရတာမျိုးရှိပါတယ် ear နဲ့ပတ်သက်ပြီးပြောရအောင်လားနောက်တစ်ခုကြည့်ရမယ်ဆိုတော့ dmr နဲ့ပတ်သက်ပြီးပြောရအောင်လား sniper နဲ့ပတ်သက်ပြီးပြောရအောင်လားအကုန်လုံးရှိပါတယ်ဘယ်ရတနက်အတွက်ကြောကြည့်ဘလောက်ကိုတကယ်ကျွန်တော် auto ကောက်ချင်လဲပေါ်ရဒီမှာကျွန်တော်သတ်မှတ်လို့ရတာမျိုးရှိပါတယ်ဥပမာကျွန်တော် ekm အတွက်ကြည့်ဘလောက် auto ကောက်ချင်လဲပေါ်ရဆိုကြပါစို့ဗျာတကယ်ကျွန်တော်နဲ့ ekm တနက်ကင်ထားတယ်ဆိုရင်ကြည့်ပေါ်ရဒီမှာတကယ်ကျွန်တော်ဘလောက်သတ်မှတ်မလဲပေါ်ရဥပမာကျွန်တော်ကတော့150သတ်မှတ်ထားတာမျိုးရှိပါတယ် ekm အတွက်ကြည့်150သူက auto ကောက်မှာဖြစ်ပါတယ်150 ထပ်ပေါ်ရတကယ်ကျပူကောက်ချင်နေဆိုရင်တော့ဝယ်အော်တိုမကောက်ပါဘူးကိုယ်တိုင်ကောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့150ထိတော့အော်တိုကောက်မှာဖြစ်ပါတယ်အဲ့လိုပုံစံပေါ်ရဘယ်တနက်အတွက်ကျော်ကြီးဘလောက်ကိုအော်တိုကောက်စီချင်လဲတကယ်ကျဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခု consumable နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် med kit ပေါ်ရဒီရဲ့ဆေးအစိမ်းအောင်ကိုတကယ်ကျဘယ်နှခုအော်တိုကောက်ချင်လဲပေါ်ဗျနောက်တစ်ခုကတော့ဆေးဤဘနေဤကိုအော်တိုကောက်ချင်လဲပတ်တီဘနှခုကိုအော်တိုကောက်ချင်လဲဒီရဲ့အချိုးဘူးပေါ်ဗျဘနှခုကိုအော်တိုကောက်ချင်လဲ pain killer ဘနှခုကိုအော်တိုကောက်ချင်လဲနောက်တစ်ခုကဒီရဲ့ဆေးထုတ်ဝက်ဘနှခုကိုအော်တိုကောက်ချင်လဲတကယ်ကျတို့ဒီမှာ line မှာအရေးအတွက်တွေပါတယ်ချိန်လို့ရတာမျိုးရှိပါတယ်နောက်တစ် ခုကိုကြည့်ရမယ်ဆိုတော့ throwable auto pickup limit ပေါ်ပြ throwable လေးနဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်လက်ပြပုံတကယ်ကျွန်တော်ဘယ်နှခု auto ကောက်ချင်လဲ smoke grenade တွေကျွန်တော်ဘယ်နှခု auto ကောက်ချင်လဲ stun grenade တွေဘယ်နှခု auto ကောက်ချင်လဲကျွန်တော်ကတော့0မှထထားတာမျိုးရှိပါတယ် bullet ဆို stun grenade ကကျွန်တော်လည်းမသုံးဖြစ်ပါဘူးဗျာနောက်တစ်ခုကတော့ mine plane တွေဘယ်နှခု auto ကောက်ချင်လဲနောက်တစ်ခုက sticky bomb ဘယ်နှခု auto ကောက်ချင်လဲ scope တွေနဲ့ပတ်သက်ပြီးမှလည်းသဘောတရားတူတူပဲဖြစ်ပါတယ် block scope ပေါ်တကယ်ကျွန်တော်ဘယ်နှခုပေါ်ရ auto ကောက်ချင်လဲဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ custom attachment ပထမတစ်ခုကိုကြည့်မယ်ဆိုရင်တော့ auto equip scope တကယ်ကျွန်တော် ို့တော်တော်လေးကိုအမေးများတာမျိုးရှိပါတယ်တနက်တွေပါဒီမှာ scope တွေပါဒီ auto မတက်ဘူးဆိုပြီးမှပေါ့ဗျာဒီကောင်ကို disable လုပ်ထားတဲ့အတွက်ဖြစ်ပါတယ်ဒီကောင်ကို enable လုပ်ပြီးလိုက်ပါဒါဆိုတနက်မှာ scope တွေပါဒီ auto တက်မှာဖြစ်ပါတယ် နောက်တစ်ခုကတော့အောက်မှာကြည့်မယ်ဆိုရင် firearm တနက်တွေအားလုံးတွေ့မြင်ရတာမျိုးရှိပါတယ် AR နဲ့ပတ်သက်ပြီးပြောရမလား sniper rifle နဲ့ပတ်သက်ပြီးပြောရမလားနောက်တစ်ခုက DM မှာပြောရမလား SMG ပြောရမလားတနက်တွေအကုန်လုံးတွေ့မြင်ရတာမျိုးရှိပါတယ်ကိုကဘယ်ရဲ့တနက်တွေမှာဘယ်ရဲ့ attachment တွေကို auto တက်စေခြင်းလဲပေါ့ဗျာဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်ဥပမာပြောရမယ်ဆိုရင် M416 မှာကျွန်တော်လိုချင်တာဥပမာဒီက compensator တက်လိုက်ပါမယ်နောက်တစ်ခုကတော့ဒီက angle foregrip ကိုကျွန်တော်ရွေးလိုက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော်ဒီကအမြန်ပေါ့ဗျာချီ40ဖြည့်တဲ့ခက်ကိုရွေးလိုက်ပါမယ်နောက်တစ်ခု stock နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီက heavy stock ကိုရွေးလိုက်ပါမယ် scope နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ော့၃ဆောက်ရွေးလိုက်ပါမယ်လက်ရှိကျွန်တော်ရဲ့ informant စစ်မှာကြည့်မယ်ဆိုရင်ဒီ attachment တွေတွေ့မြင်ရတာမျိုးရှိပါတယ်ပွဲတွေရောက်သွားတယ်ပေါ့ဗျာကိုက attachment တွေပါတယ်ပေါ့ဗျာကိုကြိုက်တဲ့ attachment တွေတတ်ထားပါဒီရဲ့ attachment တွေတွေ့တဲ့အခါပေါ့ဗျာ ကိုကပွဲထဲမှာတက်ထားတဲ့ attachment တွေဖြုတ်ပြီးမှကိုကဒီမှာဘယ် attachment တွေ set လုပ်ထားလဲပေါ့ရဒီက attachment တွေတွေ့ပြီးဆိုရင်အဲ့နေရာကိုဒီကောင်လေးကအစားထိုးမှဖြစ်ပါတယ်အဲ့လိုပုံစံကျတော့တနက်အားလုံးမှအလုပ်လုပ်မှဖြစ်ပါတယ်ကိုကဘယ်ရဲ့တနက်ကိုကျော်ဘယ်ရဲ့ attachment တွေ set လုပ်ထားလဲပေါ့ရဥပမာပြောရမယ်ဆိုရင်ကျော် SMG တွေမှာကျွန်တော်တနက်တစ်လက်မှထည့်ထားတာမျိုးမရှိပါဘူးတနက်ထည့်ချင်နေဆိုရင်ကျွန်တော်အပေါင်းမှနေလိုက်ပါမယ်အဲ့ဒါပြီးတော့ဒီက UMP 45ကိုထည့်လိုက်ပါမယ် ဲ့ဒါပြီးကျွန်တော် add configuration ဆိုတာလုပ်ဖို့လိုပါတယ်โอเคဒီမှာပေါ်လာပြီးဖြစ်ပါတယ်ဒီမှာတကယ်ကျတော့ attachment တွေပါပြီးတွေးရမှာဖြစ်ပါတယ်ကိုကဘယ် attachment တွေအသုံးပြုမလဲပွဲပွဲလေးရောက်သွားပြီဆိုရင်တော့ဒီ attachment တွေတွေးတဲ့အခါသူက auto တနက်မှာတက်မှာဖြစ်ပါတယ်ဒါကိုပြောချင်တာဖြစ်ပါတယ်နောက်ဆုံးတကယ်ကျွန်တော်အဲ့လိုပုံစံ attachment တွေပါတယ်မလိုချင်ဘူးဆိုရင်ဒီကနေလာရမှာပေါ့ဗျအမိုက်ပုံမှာနှိပ်ပြီးမှ delete တွေပါပြီးလုံးလို့ရတာမျိုးရှိပါတယ်ဒါဆိုရင်ကျော်ဒီက configuration ကပြတ်သွားမှာဖြစ်ပါတယ်နောက်ဆုံးကိုကတနက်တွေအားလုံးမှာပေါ့ဗျ attachment တွေပါပြီးလုတ်ထားတာမျိုးရှိတယ်ကိုလုတ်ထားတဲ့ attachment တွေကိုရဲ့တကယ်ချင်းတွေကိုပေးချင်တယ်ဆိုရင်ဘယ်လိုပုံစံပေးရမလဲဆိုတော့မေးစရာရှိပါတယ်ဒီမှာရှိမယ်ဆိုရင် upload to cloud ဆိုတာနှိပ်လိုက်ပါ၄ ောက် management ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီမှာနှိပ်လိုက်ပါ share to cloud ဆိုလိုလိုက်ပါဒီမှာ code တစ်ခုကြားလာမှာဖြစ်ပါတယ်ဒီရဲ့ code ကိုကိုယ့်ရဲ့တငယ်ချင်းကိုပေးလိုက်ပါကိုယ့်ရဲ့တငယ်ချင်းကဒီရဲ့ code ကိုဒီရဲ့ search box မှာလာရင်မှနှိပ်လိုက်ပါအဲ့ဒါပြီးတော့ဒီရဲ့ code ကိုပေါ်ရဒီမှာဖြည့်လိုက်ပါ paste ဆိုလိုလိုက်ပါ ကိုယ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဂျားရရပေါ့ဗျာအနုပ်တွေလည်းထည့်ဖို့လိုတာဖြစ်ပါတယ်အဲ့ဒါပြီးတော့ preview ဆိုတာလုပ်လိုက်ဒီမှာကြည့်ရမယ်ဆိုရင်ဘသူရဲ့ fire type လဲပေါ့ဗျာသူကပြမှာဖြစ်ပါတယ်နာမည်လည်းပြထားမျိုးရှိပါတယ် use layout ဆိုတာလုပ်လိုက်တာ ਨੇ ပေါ့ဗျာတခြားသူရဲ့ fire am type ကကိုယ်ထဲမှာဝင်သွားမှာဖြစ်ပါတယ်ဒီလိုပုံစံအလုပ်လုပ်တာမျိုးရှိပါတယ်ဒါကတော့ကျွန်တော် pick up setting နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ cross and effect ပေါ့ဗျာဒီမှာပထမတစ်ခုကိုကြည့်ရမယ်ဆိုရင် no scope ပေါ့ဗျာ scope မဖွင့်ထားတဲ့အနေအထားကိုသူကပြတာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်ဘယ်အကြောင်းလိုချင်လဲပေါ့ဗျာအဲ့အကြောင်းကျွန်တော် line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် red dot ပေါ့ဗျာ red တော့မှတကယ်ကျတော့ဘယ်ပုံစံထားခြင်းလဲပေါ့ဗျာပုံစံလေးခုတွေ့မြင်ရတာမျိုးရှိပါတယ်ကိုကြိုက်တဲ့ပုံစံထားလို့ရပါတယ်အယောင်လဲကိုကြိုက်တာကျော်ချိန်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ holographic site ပေါ့ဗျာအယောင်ကြိုက်တဲ့အယောင်တကယ်ကျတော့ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ counter site cross ဲကျော်ဘယ်ပုံစံထားခြင်းလဲအယောင်တွေပါတယ်ဘယ်ပုံစံထားခြင်းလဲပေါ့ဗျာဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ် 2x 3x 22ပဲဖြစ်ပါတယ် နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် effect hit color နဲ့ damage color ဆိုရင်မှနှစ်ခုရှိပါတယ် hit color ကိုကြည့်ရမယ်ဆိုတော့ကိုကရန်သူကိုတနက်ပြလိုက်တဲ့ကြီးစမ်းမန်းနဲ့သွေးထွက်တဲ့ပုံစံပေါ်ရရန်သူသွေးထွက်တဲ့ပုံစံပေါ်ရဘယ်အယောင်နဲ့မြင်ချင်လဲတကယ်ကြောက်ဒီမှာ line မှာပြောင်းလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ damage color ဆိုကြပါစို့ရန်သူကကိုကိုတနက်နဲ့ပြလိုက်တဲ့ကြီးစမ်းမန်းမှာသွေးထွက်တဲ့ damage ရရှိတယ်ကိုကဘယ်အယောင်နဲ့မြင်ချင်လဲအဲ့အယောင် line မှာဒီမှာ set လုပ်လို့ရတာမျိုးရှိပါတယ် နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ PVE effect ပေါ်ရ PUBG Mobile မှာ event တွေပါတွေလာတဲ့အခါပေါ်ရတဲ့ကျော် zombie နဲ့ပတ်သက်ပြီးပြောရအောင်လား monster တွေနဲ့ပတ်သက်ပြီးပြောရအောင်လားအဲ့လို monster တွေကကိုယ့်ကိုပေါ်ရ attack လုပ်တဲ့ကိုယ့်ကို damage ပေးတယ်ဆိုရင်ကိုကဘယ်အကြောင်းလိုချင်လဲကိုက monster ဖြစ်မှာ enemy တွေပါတွေကို damage ပေးတယ်ဆိုရင်လည်းဘယ်အကြောင်းတကယ်ကြီးလိုချင်လဲပေါ်ရဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်ဒါတော့ cross hair နဲ့ effect setting ပဲဖြစ်ပါတယ်ဒါဆိုတကယ်ကြီးတော့အနေနဲ့ဒီက pick up ပေါ် cross hair effect ကိုပေါ်ရဒီက setting နဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာကျွန်တော်ပထမမှာပြောတဲ့အတိုင်းပဲတခြား setting တွေနဲ့ပတ်သက်ပြီး ီမှာဗီဒီယိုမချိရသေးဘူးဆိုရင်တော့သူနဲ့ပတ်သက်ပြီးမှဗီဒီယိုတွေတင်ထားပေးတာရှိပါတယ်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ရှင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုရှိရှိပေးတဲ့တကယ်ရှင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ